မိုင်ယာမီကအမန်ဆန်ကရယူပေးနိုင်ခဲ့တဲ့မက်ဆီကိုဗိုလွန်ဒီယောဆူရောဖီဖာဂျပန်ဆူဝါမပင်းဒါဖတ်လိုက်တာပဲပရိသတ်များလုံးဝမိန်လာများ yes sport အဘက်ခွန်ရှိကိုစာပေကနေပြန်လည်ကြိုလိုက်ပါရင်လီယိုနယ်မက်ဆီဆိုတဲ့ကွန်ဘောဟာဗိုလွန်လောကရဲ့ကြီးကျယ်ခမ်းနားမှုကိုကိုးစားပြုနေပြီးသူဟာအမန်ဆန်ကိုရောက်ရှိပြီးနောက်အင်တာမိုင်ယာမီအသင်းကိုအမန်ဆန်ကချန်ပီယံဆုရယူပေးခြင်းအပြင်မြောက်အမေရိကဗိုလွန်လောကရဲ့တမိုင်းမှတ်တမ်းကိုထပ်မံစိုက်ထုတ်နိုင်ခဲ့ပါရင်သူရဲ့ထိုးထွင်းဉာဏ်၊ကွင်းတွင်လွှမ်းမိုးနိုင်စွမ်းအသိပ္ပံများပေါ်တည်ရောက်မှုတို့ကြောင့်မက်ဆီယာမိုင်ယာမီလိုမထင်မရှားအသင်းငယ်လေးကိုအမေရိကရဲ့ချန်ပီယံဖြစ်စေခဲ့ပြီး2025ခုနှစ်အတွက် ဘလွန်တောစားတဲ့ဒူးချင်းစုများအတွက်စဉ်းစားကြရဖြစ်လာခဲ့ပါတယ်။အင်ဂျာမန်ပြည်အသင်းဟာအမန်ဆန်ကပ်ဖိုင်နယ်ပွဲစဉ်မှာတောင်မတ်မူလာဦးဆောင်တဲ့ဘန်ကူမာအသင်းကို၃ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့အပြတ်သက်နိုင်ရရှိခဲ့ပြီးချန်ပီယံဆုကိုဆုခုခဲ့ပါတယ်။ဒီပွဲစဉ်မှာမက်ဆီရဲ့တိုင်းရိုက်ဂိုးဖန်နီးနှုတ်ဆွမ်းရအဆုံးဖြတ်ပေးခဲ့ပါတယ်။ပွဲစဉ်ဦးဆောင်ကိုတစ်ပတ်အသင်းဖြစ်တဲ့ဘန်ကူမာရဲ့အိုဂျီနဲ့စတင်ခဲ့ပါတယ်။ဒီကောဟာမက်ဆီတို့ရဲ့တိုင်းစစ်ဖိအားပေးမှုကြောင့်ဘန်ဂိုးဘားခံစစ်ပိုင်းရဲ့ဖိအားပေးသွားမှုကိုပြသနေပါတယ်။အင်တာမီယံရဲ့နောက်ထပ်နှစ်ဂိုးကိုတော့မက်ဆီကပဲဖန်တီးရှင်အဖြစ်တောင်းဝေယူခဲ့ပါတယ်။ တွေ့ရမယ်မှာမိုင်ယာမီတို့ရရှိခဲ့တဲ့နှစ်ဂိုးစလုံးကိုမက်ဆီရဲ့ဉာဏ်ကြီးရှင်ဆန်တဲ့ဘောလုံးပေးပုံတွေကနေဒီဘောနဲ့အလန်ဒီတို့ကဂိုးတွေအတွက်ကိုသိမ်းယူနိုင်ခဲ့ကြပါတယ်ဒီနေရာမှာအကြီးကပြောချင်တာကမက်ဆီယာကိုသွင်းဖို့အတွက်သာကစားနေတာမဟုတ်ဘဲအသင်းပေါ်ရဲ့အခွင့်အရေးကိုဖန်ပြီးပေးနိုင်တဲ့စွမ်းအင်ပါလေသူကအမြင့်ဆုံးဆင့်ရှိနေတယ်ဆိုတာပြသသွားခဲ့တာပါပဲမက်ဆီယာစွမ်းဆောင်ရေးကဘလောက်တောင်ထိုးကျလဲဆိုရင် final ပွဲရဲ့အကောင်းဆုံးကစားမစုကိုပါရောက်သွားခဲ့တာပါအရေးကြီးတဲ့အချိန်တွေဖျားများတဲ့ပွဲအစဉ်တွေမှာကွင်းထဲကလူတိုင်းထက်ပို့ပြီးတော့တည်ငြိမ်ပို့ပြီးတော့ထက်မြက်နိုင်သူကမက်ဆီမမက်ဆီပါပဲ ။တမိုင်းတစ်ချောင်းအကြီးကျယ်ခန်းသာဆုံးသောကစားမကြီးလေးနဲ့မဲဆီအား MSN ကဆိုပလာအပြင်ဒိုးချင်းစုစိတ်တွေအတွက်ကိုလည်းချင်းချမ်းမရှိထိုက်တန်သူဖြစ်နေပါပြီ။2025ခုနှစ်ရဲ့ဘလွန်ဒီယားစုကြီးကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်ချင်းချမ်းမရှိရာသီနဲ့ကစားမဟာမက်ဆီပဲဖြစ်ပါတယ်။သူ့ရဲ့တန်တန်းတစ်လျှောက်မှာရာဘူးသမျှဆူပလာတွေစွမ်းဆောင်ရည်တွေနဲ့လာမယ့်နှစ် MSN မှာပြသသွားမယ့်ခြေစွမ်းတွေအင်တာမီယမီကိုထိတ်တန်းအသင်းပြင်ဆက်လက်ထိန်းထားနိုင်မှုတွေဟာဘလွန်ဒီယားစုကြီးကိုထပ်မံရရှိဖို့အတွက်လုံလောက်တဲ့အကြောင်းပြချက်တွေဖြစ်ပါတယ်။ အမန်ဆန်လိုမျိုးစင်နန်းမြင်းနယ်လေးမှာအတင်းငယ်လေးကိုချန်ပီယံဖြစ်အောင်ဦးဆောင်ခဲ့ခြင်းဟာဥရောပရကစားသမားတွေရဲ့အောင်မြင်မှုတွေနဲ့ချင်းပိုပြီးတော့ထူးခြားပြီးအထင်မဲ့ရှိတဲ့အောင်မြင်မှုဖြစ်နေပါတယ်။ FIFA ရဲ့အကောင်ဆုံးကစားသမားအဆုကိုလည်းမန်စီကပဲရထိုက်ပါတယ်။ဘာလဲဆိုတော့ဒူးချင်းချေဆွမ်းအသင်းပေါ်တက်ရောက်မှုနဲ့ပရိသတ်တွေရဲ့စိတ်ခံစားမှုပေါ်လွှမ်းမိုးနိုင်စွမ်းစားတဲ့အချက်တွေအားလုံးကိုခြုံချီလိုက်ရင်မန်စီအတီဆုအတွက်ပြန်မဲမရှိပို့ကိုပဲဖြစ်ပါတယ်။မန်စီရဲ့အမန်ဆန်ရောက်ရှိလာမှုနဲ့ဆူမလာရယူပေးနိုင်မှုဟာတူတူတည်းတော့မဟုတ်ပဲသူနဲ့ခင်မင်မင်းကြီးနဲ့ဘာစီလိုနာအသင်းပေါ်ဟောင်းတွေအတွက်ပါအဖုံးဖြစ်နိုင်တဲ့လက်ဆောင်ဖြစ်စေခဲ့ပါတယ်။ အနာဂတ်တော်မယ့်အခြေအနေကိုရောင်းနေပြီဖြစ်တဲ့ Jordi Eva နဲ့ Sergio Busquets တို့အတွက်မန်စီယာအလားပါအဆုံးသောတမိုင်းကိုကိုယ်တိုင်ရေးထိုးပေးခဲ့တာပါ။ကစားမပွားရဲ့နောက်ဆုံးအခြေအနေမှာသူတို့ချရတဲ့တငယ်ချင်းကြီးနဲ့အတူဖလားကြီးတစ်ခုကိုကိုင်းမြောက်ပြီးအောင်ပွဲခံရတယ်ဆိုတော့ဘလို့ခန်းစားချက်မျိုးနဲ့မှစားထိုးလို့မရနိုင်တဲ့ဂုဏ်သိက္ခာဖြစ်ပါရင်ဒါဟာတငယ်ချင်းတွေကြားကတန်ရောစဉ်ပေးဆက်မှုနဲ့အောင်မြင်မှုရဲ့ပေါင်းစပ်ထားတဲ့တင်ကြတာတစ်ခုပါပဲ။ မက်ဆီရဲ့အမတ်ဆန်ကရရှိမှုအဘောလုံးပွဲတစ်ခုရဲ့ရလဒ်ထက်ပိုပါရင်ဒါဘောလုံးအားကစားရဲ့စိတ်ဓာတ်နဲ့စွန့်စားမှုကိုကနဝင်းတူရဲ့ကြီးကျယ်ခံရမှုကိုကိုးစားပြုပါရင်မက်ဆီရလာပြီးနောက်အင်တာမီယာမီကစားသမားတွေဟာပို့ပြီးတော့ယုံကြည်မှုရှိလာခဲ့ပြီးစိတ်ဓာတ်ပုံမမြင်လာခဲ့ပါရင်သူရဲ့အခြေစွမ်းတွေဟာမက်ဆီမြောင်းခင်နေရှင်တိတိတတိုးတက်လာခဲ့ပြီးဒါမက်ဆီရဲ့ကောင်းဆောင်မှုရဲ့ခြေနဲ့ကွင်းထဲကလှုပ်ဆောင်မှုကြောင့်ပဲဖြစ်ပါရင်မက်ဆီကြောင့်အမတ်ဆန်လေးတစ်ခုလုံးဟာကမ္ဘာစစ်မီလေးတစ်ခုဖြင့်ပရိသတ်တွေရဲ့အာယုံကိုဖန်ဆင်းနိုင်ခဲ့ပါရင် ဘခဲအိမ်မဟာခုဆိုရင်လက်တွေ့အကောင့်တဲဖော်လာခဲ့ပါပြီ။ကျွန်တော်ရဲ့စူပါစတားလီယိုနယ်မက်ဆီဟာ MSN ကချန်ပီယံစုကြီးကိုစုခူးသွားခဲ့ခြင်းအပြင်ဘလုံးစကလုံးနှဲမှခိုင်းနိုင်လို့မရတဲ့ဂုံပုတ်ကိုပုံပုံတောက်ပစေခဲ့ပါပြီ။အင်တာမီယံမီကိုချန်ပီယံအဆင့်ဖြင့်ပုံပေါ်ပေးခြင်းဘလုံးတော်နဲ့ဖီဘာစုတွေအတွက်မျှော်မှန်းချက်ပေးစွမ်းခြင်းအေဘာနဲ့ဘတ်စကတ်လိုတငယ်ချင်းတွေကိုလှပတဲ့တမိုင်းမှတ်တိုင်စိုက်ထုတ်ပေးခြင်းတွေဟာမက်ဆီရဲ့ကြီးကျယ်ခံရတဲ့စိတ်ဓာတ်နဲ့ခြေစွမ်းကိုထာဝရတသက်တည်ခံနေမှာဖြစ်ပါရင်အစိုးရနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။